မင်္ဂလာပါဒီဘက်ကနေပြန်ကြိုဆိုပါရစေဒီနေ့တော့ကျွန်တော်ထုံးစံတိုင်းပဲ crypto analysis လေးလုပ်ရအောင်ပေါ့နော်ဆိုဒီဘက်တော့ကျွန်တော်တို့နည်းနည်းထိုးချင်းချင်းဖြစ်သွားအောင်အာ BTC dominance နဲ့တခြားအရေးကြီးတဲ့ကျွန်တော်တို့ pair လေးတွေကိုအရင်စကြည့်မယ်ပေါ့နော်ပြီးမှဖြည်းဖြည်းချင်းတခြား pair တွေကိုတွားရအောင်ဆို BTC dominance ဆိုတာဘာလဲဆိုလို့ရှိရင် BTC ရဲ့ဒီ crypto market ပေါ်မှာဘလောက်ဩဇာကြီးတယ်လဲဆိုတာကိုပြတဲ့အညွန်ကိန်းမှာဆိုလိုတာ bitcoin နဲ့တခြား token တွေနဲ့ ရှားမှာဘလောက်ထိ Bitcoin ကလွှမ်းမိုးမှုရှိတယ်လဲကိုပြရတယ်ဖြစ်ပါတယ်เนาะအခုလော်လော်ဆယ်61.557%မှာကျွန်တော်တို့ရက်တည်နေအခုအချိန်ဒီမှာ BTC dominance ကဒီဇင်ဘာ2024အဲ6ရက်နေ့ကနေပြီးတော့ထောက်လျှောက် dominance ပြန်တက်လာတာကိုတွေ့ရတယ်ဒါကိုကြည့်ကြည့်ရဖြင့် Bitcoin ဒီတခြား coin တွေပို့ပြီးတော့အော်ဆိုလွှမ်းမိုးမှုရှိလာတယ် Investor တွေက Bitcoin ကိုပို့ပြီးတော့မှတခြား coin တွေရွေးချယ်နေတာကိုပြရတယ်ဒါဒီ အော့ကွန်ကြီးအတွက်တော့အော့ဆီဇန်သားဖို့ဆိုတော့ခက်ခဲတာကိုပြနေပါတယ်ဒီကောင်တက်နေလေအော့ကွန်ကြီးဈေးတက်ဖို့အတွက်ခဲရင်ပါတယ်တိုတယ်ကိုကြည့်မယ်ဆိုလို့ရှိရင်တိုတယ်မားကတ်ကက်ဖြစ်တယ်တိုတယ်မားကတ်ကက်ကအခုချိန်မှာ2.7 trillion မှာရပ်တည်နေတယ်တိုတယ်မားကတ်ကက်ကတော့ဘာလို့ပြလဲဆိုလို့ရှိရင် crypto လောကတွေမှာပတ်စံဘလောက်ရှိနေလဲဆိုတာကိုပြတာဖြစ်ပါတယ်လောစ2.76 trillion ရှိနေပါတယ်ဒါသည် down trend ဖြစ်နေတယ်ကျွန်တော် peak ကိုရောက်ခဲ့တဲ့အချိန်ဖြစ်တဲ့ 3.9 3.7 trillion လောက်ကနေပြီးတော့ဒါ January ဒီကောင်ကကျတော့ဒီဇင်ဘာအိမ်ကနေပြီးတော့ပြန်ကျလာတာကိုတွေ့ရဖြစ်တဲ့ကြောင့်မို့လို့ crypto လောကရဲ့ပတ်စံတွေအပြောင်းထွက်နေတာကိုကျွန်တော်တွေ့ရလိမ့်မယ် crypto လောကရဲ့ပတ်စံတွေအပြောင်းထွက်တာဒီကျွန်တော်တို့ crypto လောကအတွက်မကောင်းပါဘူး total တက်လာလို့ရှိရင် crypto လောကတွေကိုပတ်စံတွေအများကြီးဝင်လာရင်လို့ပြောလို့ရတယ်အဲဆိုတော့ crypto လောကကဒီပို့ပြီးတော့မှ develop ဖြစ်လာမယ်လို့ပြောလို့ရတယ်အခုကတော့ outflow ဖြစ်နေတယ်ဗောနော် လောလောဆယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ inflow တွေပြန်များလာပါတယ်အခုတော့ဒီ down trend စီကို ပြန်ရောက်လာ Total 2က Ethereum ပါတဲ့ကောင်အဲ့တော့ Total က down နေချိန်မှာ Total 2ရောဆိုတော့တတိယောလည်း down နေတာကိုတွေ့ရလိမ့်မယ် Total 2ဒီ Ethereum အပါတခြား Ops တွေဖြစ်တယ် Total 3ဒီ Ethereum ပါမပါတော့ဘဲနဲ့တခြား Ops ရဲ့ market cap ဖြစ်ပါတယ်လောလောဆယ်ပမာရှိနေရဆိုလို့ရှိရင်169 billion ပါပဲရှိနေတယ်အဲ့တော့ပြောရလို့ရှိရင် BTC dominant ကအပေါ်ကိုတက်နေတယ်။ market က outflow များပြီးတော့ total ကအောက်ကိုကျနေတယ်။ total 3ရလဲ100 billion မှာပဲရှိနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ oxygen လာဖို့ကတော့လောလောဆယ်မလွယ်သေးဘူးပေါ့။အဲ့တော့ကြီးလေးကြီးကိုကြည့်အောင် Bitcoin Bitcoin ကကျွန်တော်မှန်းခဲ့တဲ့အတိုင်းပဲ trend line ကြီးကိုပြောင်းရောက်လာပြီ။အဲ့ကျွန်တော်ဒီမှာဝင်ထားတဲ့ future trade ကိုကျွန်တော်စမ်းပြီးဝင်ထားပြတာလေးတွေ့ပါလိမ့်မယ်။အဲ့ဖျာဖရိတ်ကိုကျွန်တော်ဒီမှာအမြင်နဲ့ပြေးလိုက်ပါပြီ။အဲဆိုဒီ trend line ကိုမနေ့ကလာထိပြီးဖြစ်တဲ့ကြောင့်မို့ เนาะကျွန်တော်အများကြီးမြင်မရပါဘူး40% 50%လောက်ပဲကျွန်တော်ယူလိုက်တယ်ဒါဆိုတော့စမ်းပြရင်းနဲ့နှိမ့်ခဲ့တာပဲဒီချောင်းဘုံဘာမှမရှိဘူးကျွန်တော်အတွက်ကဆိုတော့ဒီမှာအခုစပြီးတော့ trend line ကိုထိပြီးတော့ပြန်ကြရနေပြီအဲ့တော့ဒီတိုင်းပိတ်သွားခဲ့ပြီဆိုလို့ရှိရင်အောက်ကိုပြန်လာနိုင်ရရှိတယ်အဲ့တော့ short trade တွေကျွန်တော်တို့ကြည့်လို့ရမယ်ဒီ trend line ကိုချိုးမှပဲကျွန်တော်တို့ adrenaline ပြန်သွားဖို့ကျွန်တော်တို့စာစမ်းလို့ရမယ်ဒီ line ကိုအောက်ကိုချိုးခဲ့ရင်တော့9000 9000 9500 9200 level တွေကိုပြန်ကြည့်ရအောင်မယ်အချိန်နေရောက်လာလိမ့်မယ်နော်ဒါ Bitcoin အချိန်နေပါ Ethereum လည်းတူတူပါပဲ down trend သွားနေပါတယ် Ethereum ပိုဆိုးတာကတော့ရက်တွေအများကြီးကြာအောင်သူမတက်နိုင်ခဲ့ဘူးမနေ့ကတော့သူစပြီးတော့ထိုးတက်တယ်2000ပေါ်ပြန်ရောက်လာတယ်ဒါပေမဲ့ Bitcoin ကျရတဲ့နေသူသူလည်းဒီမှာနည်းနည်းပြန်ကျတယ်သူဘေးလိုက်သွားပြီးတော့ဒီထွန်းတိုင်းထိထီကောင်းထီလိမ့်မယ်ပေါ့နော်ဆိုတော့ဒီအချိန်နေမှာတော့ကျွန်တော်တို့ဘေးလိုက်သွားမဲ့ side way market ကိုပို့ပြီးတော့မှမျောလင်းလို့ရပဲပြန်ကျမယ်ဆိုရင်တော့သူလည်း ဒီအောက်ထိရောက်သွားနိုင်တယ်ဗောနော BNB BNB က investment သတင်းကြောင့်ထိုးတက်လာပြီးတော့ဒီမှာအခုကျွန်တော်တို့မနေ့ကတော့အာနည်းနည်းလေးပြန်ကြတယ်620အခုရက်တည်နေတယ်ဗောနော်ဆိုတော့ BNB ကတော့ကျွန်တော်အခုအချိန်တိုင်းဆိုလို့ရှိရင်ကိုင်းလို့ရတဲ့အထက်မှာပါသွားတယ်ကျွန်တော်တို့ဒီမှာကြော်ခဲ့ရကျွန်တော်ဝယ်ထားတာရှိတယ်နောက်လျှောက်ဝယ်နေတာရှိတယ်ကျွန်တော်အခုလည်းအမြင်စင်းနဲ့ဒီနားလေးမှာဝယ်ထားတာရှိတယ် ဆိုတော့ကျွန်တော်ဒီနားမှာ accumulate လုပ်မယ် BNB ကိုကျွန်တော်စုမယ်လို့ကျွန်တော်ညွှန်လင်းထားတာပေါ့နော်။ဘာလို့ဆိုဈေးတက်ဖို့လမ်းရှိတယ်ခါကြတော့လေ။ Solana ကတော့တည်ရတိုင်းပဲပေါ့နော်။ Lolos ရဲ့မှာ down trend ပဲသူလည်းတွားနေတယ်။ဒါပေမဲ့ဒီမှာဒီနေ့မနေ့ကတော့ဒီလိုထိုးတက်တာရှိတယ်။ဒီနေ့ပြန်ကြရအောင်အဲ့တော့ဒီ down trend ဒီကျွန်တော်ဆွဲရတဲ့ down trend ဒီမသေးကြပါဘူးဘာလို့လဲဆိုတော့ဒီထိပ်အထိကိုဆွဲမယ်ဆိုမှ down trend asset ဖြစ်နိုင်မယ်ဒါပေမဲ့ ဒီနေ့ကဒါ crypto market ကြီးတစ်ခုလုံးထိုးတက်ပြီးတော့မှပြန်ကျသွားတဲ့နေဖြစ်တဲ့အတွက်ကြောင့်မလို့နှိမ့်ရပါတော့အဲ့တော့ဒီဟာကိုဒီလိုဆွဲဖို့ကျွန်တော်တိတ်အဆင်မပြေရောကျွန်တော်ဒီအောက်ဆွဲထားတာပေါ့နော်ဆိုတော့လည်းတော့ဒီတိုင်းဆွဲလိုက်မယ်ဆိုလို့ရှိရင်တော့ဒီလိုထားမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော် trend line အနားကိုရောက်စားပဲရှိသေးတယ်မချိုးသေးဒါတော့ကျွန်တော်သိရမယ်အဲ့တော့သူလဲထောင်းနေတယ်မယ်ဘေးတက်သွားမယ်ဒီနာပြန်လာပြီးတော့ဘယ်လောက်အထိ resistant လောက်မလဲဆိုတော့ support လောက်မလဲဆိုတော့ကျွန်တော်ကြည့်ရမှာပေါ့နော် ဟုတ်တယ်ရောတရားသုံးသုံးလုံးဝရက်တည်တယ်။ Okay project တွေမှာဆယ်နှစ် project တွေကသုံးစံတိုင်းပဲကျွန်တော်တို့ဒီမှာ down trend တွေအကုန်ကျနေကြတယ်။ကျွန်တော်တို့ပြောထားရသလိုပဲအကုန် down trend တွေနဲ့ကျွန်တော်တို့ down trend တွေကထွက်လာပြီးတော့မှတကယ်ကြီး stroke အပေါ်ဖောက်ပြီးဆိုမှကျွန်တော်တို့ကဒါဝယ်ဖို့အတွက်ကိုကြည့်လို့ရမှာပေါ့နော်။လောလောဆယ်ကဘေးတိုက်သွားနေတဲ့ကောင်းနေ။နည်းနည်းလေးထွက်လာတဲ့ကောင်းနေဒါတွေပဲရှိတယ်ပေါ့နော်။ဆိုတော့အာဒါ ြည့်ပြီးသွားတဲ့အခါကျလို့ရှိရင်တေချာပြောရမှာကအိဆာဘီအိဆာဘီကအခုမနေ့ကတော့သူတက်တဲ့နှုံကတော်တော်လေးကောင်းတာကိုတွေ့ရတယ်ခေါ့နော်ဆိုတော့လောလောဆယ် trend line ကိုဒါဒီ trend line ကိုဒီယာကြီးဖယ်လိုက်လို့ရှိရင်ချိုးတယ်လို့ပြောလို့ရတယ်အဲ့ဒီမှာပြန်လာပြီးတော့ rejection နေနဲ့ဒီ sell one aim မှာနားခဲ့ရင်เนาะကျွန်တော်တို့ XRP နည်းနည်းဝယ်ဖို့ကြည့်လို့ရပြီပေါ့เนาะနောက်ပိုင်းကတော့အောက်ဖက်ကိုပြန်ဆင်းသွားတာကိုတွေ့ရတယ်ကျွန်တော်ရဲ့ ဝယ်ထားခဲ့တဲ့0.6ကနေဝယ်ထားခဲ့တဲ့ဟာအခုချိန်မှာအမြက်ကရနေပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့ခင်းတော့မမြတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော် Binance list လောက်တာကိုပဲစောင့်ရမယ်ပုံစံရှိရပိုင်းကတော့နော်ဆိုတော့ ADA ကျွန်တော် Cardano ကတော့ဟိုနေ့ကပြောတဲ့အတိုင်းပဲကျွန်တော် market ဒီ Cardano market ဒီအရင်ကြီးအမသိကြဘူးထိုးတက်လိုက်ပြန်ကြလိုက်ဖြစ်နေတော့ American company ကို Trump ဘလောက်ထိ ပါစားပြီးလဲပေါ်မှာမူတည်ပြီးတော့ပြောင်းလဲရှိနေမယ်ဘလို့ဆိုတော့ဘေးတိုက်တိုင်းပဲတွားနေတော့မယ်ပေါ့နော်ကာရန်တို့ဘာမှလုံးလို့မရဘူးဆိုလို့ဆိုအခုနေတော့စုကျင်နေဆိုလို့ရှိရင်ဒီနားလေးမှာကျွန်တော်စုလို့ရမယ်ဒီလိုအဲ့ပြန်အတက်မှာရောင်းချလိုက်လို့ရနော်ဒါပဲကျွန်တော်လုပ်လို့ရ BGB BGB ပြောစရာတစ်ခုရှိတယ် BGB ကအခုစပြီးတော့၃ရက်စတိုင်းပြန်တက်လာတာကိုတွေ့ရတယ်အဲ့တော့အခုနေ long trade ဝင်မယ်ဆိုရင်တော့ဒီကနေဝင်လို့ရတော့ပြီဒါက breakout trade ရတွေအတွက်ပါ retest ပြန်လုပ်မဲ့ဟာကိုစောင့်မဲ့လူတွေကဒီကနေဒီကိုပြန် test တဲ့အချိန်ကြတော့မှ rejection ပြတော့မှဝယ်တာတော့ NA ပိုကင်းပါလိမ့်မယ် breakout ထွက်ကြတော့ဒီမှာဝယ်မယ်ဒါပေမဲ့ stop loss ကိုဒီ out ဒီထားတင်ပါတယ်ဒါမှကျွန်တော် cover ဖြစ်မှာပေါ့ stop loss ကျယ်လုံးနေဆိုလို့ရှိရင်တော့ဒီကိုလာထိတဲ့အချိန်ကြမှာလာဝယ်တာဒီလိုမျိုးဝယ်တာတော့ပိုကောင်းနေမှာပေါ့နော်ဒါဆိုရင်တော့ 2R လောက်ဆိုရင်ဒီလောက်အထိပဲကျွန်တော်ယူလို့ရတယ်ပေါ့နော်ဆိုတော့ BGB ကတော့ loss breakout ဖြစ်နေတော့ BGB ကို accumulate အောက်မှာလောက်ထားတဲ့လူတွေကအမျက်နဲ့ရနေနေမယ်။ဘလို့ဆိုရင်မလောက်ရသေးတဲ့လူတွေကတော့ဒီလိုမျိုးလေးပြန်နေလာမလားဆိုတာခဏဆောင်ပေးပါ။အခုနေဝယ်မယ်ဆိုလို့ရှိရင်တော့ breakout trader ဆိုရင်တော့ဝယ်ကျင်တော့ဝယ်လို့ရပြီပေါ့နော်။ဒါကတော့ no financial advice ပါနော်။တခြားကောင်တွေထဲမှာကျွန်တော်ပြောပြချင်တာကတော့တွန်ပါ။တွန်ကအခုသူ့ founder ပြန်လွတ်တဲ့တဲ့ရင်ကြောင့်နည်းနည်းလေးလှုပ်လာတာကိုတွေ့ရတယ်။ဒါပေမဲ့ကျွန်တော် trend line ကိုဒီမှာ trend line ရှိရယ်။ trend line ကိုပြန်လာပြီးတော့မှထိတဲ့အနေထားလောက်ပဲရှိနေသေးတယ်။အားအရမပါဘူး။ပြီးတော့ တရင်ကအမှန်လားမဟန်မမှန်ဘူးလားသူကနှောင်းကြိုင်ထောင်ပြင်ကြမှာလားမသိကြတဲ့ကြောင့်မလို့ပြန်တက်သွားတာကိုတွေ့ရတယ်ဟုတ်လားဆိုတော့တွင်းကိုကျွန်တော် လက်လျှော့လာဆိုတော့မလျှော့တော့မလျှော့ဘူးဒါပေမဲ့သူ့ရဲ့ပြဿနာကဖောင်ဒါနဲ့လုံးဝကိုက်နေတာဖြစ်တယ်ကြောင့်မလို့ဖောင်ဒါဒါပေါ့နော်ဟိုထောင်ကြတာမလွတ်ခဲ့လို့ရှိရင်တော့သူကတောင်းလျှောက်ဒီစည်းပဲတောင်းနေမယ်ပုံစံပေါက်တယ်ပေါ့နော်ကျွန်တော် clear ဖြစ်တဲ့ breakout မဖြစ်မချင်းကျွန်တော်တို့အပေါ် ဝယ်ဖို့ဆိုတာနည်းနည်းလေးခက်ပါသေးတယ်။အဲ့တော့တွန်ကိုယုံကြည်ချက်ရှိရယ် Telegram ကိုကျွန်တော်ကယုံကြည်ချက်ရှိရယ်ဆိုလို့ရှိရင်တော့ဒီရောက်တယ်မှာအကူမလေးလုပ်လို့ရတယ်နေထားပါစုလို့ရပါတယ်နော်ပြီးတော့မှကျွန်တော် GPU fight တို့ဘာလို့လောက်မှာတော့ပြန်ယူတာမျိုးလုပ်လို့ရနိုင်ပါတယ် Okay ဒါကတော့တွန်ကြောင်းပါ Okay အဲ့တော့ဒီနေ့ analysis ကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ကြလို့ရှိရင် trick idea တွေကို membership ကနေပြီးတော့ကျွန်တော်တို့သွားဖို့ရှိပါတယ်တော်တော်စ DPS crypto channel membership ကျွန်တော်တို့မပြည့်သေးဘူးနော်ပြည့်လို့ရှိရင်တော့ membership ကိုကျွန်တော်တို့ US crypto ကနေအဲစပြီးတော့မှ analysis တွေ membership ပုံစံနဲ့တွားဖို့ရှိပါတယ် membership fees နည်းနည်းလေးပဲကျွန်တော်တို့ပေးရမှာပါဆိုတော့အဲ့လေးကလည်းကျွန်တော်တို့ဂျိုးပြီးတော့ကြေညာထားတာပါတင်းတန်းတက်တဲ့လူတွေကတော့ membership video တွေကို free ရမှာပါကျွန်တော်တင်းတန်းဆောင်နေတယ်ဆိုလို့ရှိရင်လည်းအောက်မှာရှိတဲ့ Telegram link ကနေပြီးတော့ဆောင်ရမ်းလို့ရပါတယ်ခင်ဗျ YouTube မြိုင်ဒီမှာနေပတ်စံဝင်နေနေလေဖြစ်ပါသေး